တပံဖျားသခင်က မြေသည်အသက်ရှင်သောတတ္တဝါမျိုးတိဟုသောတားရင်တို့ကို၎င်းတွားတက်သော တရိစ္ဆန်တို့ကို၎င်းတားရဲမျိုးတို့ကို၎င်းမွေးဖွားစေဟုအမိန့်တော်ရှိသည့်အတိုင်းဖြစ်လေ၏ထို့သောဖျားသခင်သည်တားရဲမျိုးတားရည်မျိုးမြေပေါ်မှတွားတက်သောတရိစ္ဆန်မျိုးအပေါင်းတို့ကိုဖန်ဆင်း၍ထိုအမှုအရာကောင်းသည်ကိုမြင်တော်မူ၏တပံဖျားသခင်ကငါတို့ပုံတရံနှင့်အညီတတတံတဲ့လူကိုဖန်ဆင်းကြစို့ သူသည်ပင်လယ်ငါးတို့ကို၎င်းမိုးကောင်းကင်ငှက်တို့ကို၎င်းသားရင်တို့ကို၎င်းမြေပြင်လုံးနှင့်တကွမြေပေါ်မှာတွားတက်သောတရိတ်ဆန်အပေါင်းတို့ကို၎င်းအုပ်ဆိုးစေဟုအမိန့်တော်ရှိ၏ထိုသို့ဘုရားသခင်သည်မိမိပုံသဏ္ဍာန်နှင့်အညီလူကိုဖန်ဆင်းတော်မူ၏ဘုရားသခင်၏ပုံသဏ္ဍာန်တော်နှင့်အညီလူယောက်ျားလူမိန်းမကိုဖန်ဆင်းပြီးလျှင်အချင်းတို့ညာပြစွာမွေးဖွားကြလောမြေကြီးကိုပြည့်စုံ၍နိုင်ကြလောပင်လယ်ငါးတို့ကို၎င်းမိုးကောင်းကင်ငှက်တို့ကို၎င်း အသက်ရှင်၍ညီပေါ်မှာလှူရှားတတ်သောတိရစ္ဆာန်အပေါင်းတို့ကို၎င်းပုံဆိုးကြလောဟုမိန့်တော်မူ၍သူတို့ကိုကောင်းကြီးပေးတော်မူ၏။ဘုရားသခင်ကလည်းကြိရှုလောမြေပြင်လုံး၌စဘာသည်ကိုဖြစ်စေသောစဘာပင်အမျိုးမျိုးတို့ကို၎င်းမျိုးစေ့ကိုဖြစ်စေတတ်သောအသီးနှင့်ပြည့်စုံသောတစ်ပင်အမျိုးမျိုးတို့ကို၎င်းတင်တို့စားစီရဖို့ငါပေး၏။ညီသားမူကောင်းကင်ငှက်အသက်ရှင်၍မြေပေါ်မှာတွားတက်သောတိရစ္ဆာန်မျိုးအပေါင်းတို့စားစီရဖို့ မျက်ပေအမျိုးမျိုးတို့ကိုလည်းငါပေးမည်ဟုမိန့်တော်မူသည့်အတိုင်းဖြစ်လေ၏ဘုရားသခင်သည်မိမိဖန်ဆင်းသမျှသော အရာတို့ကိုကြည့်ရှုလျင်အလွန်ကောင်းသည်ကိုမြင်တော်မူ၍ညာဦးနှင့်နနက်သည်စัทธမနှစ်ရက်ဖြစ်လေ၏